မင်္ဂလာပါရှင် ခေတ်တီလီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်နေကြောင်းပြောဆိုချက်ဒေါက်တာအေးမောင်ညင်းနဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိတရုတ်စီမံကိန်းတွေမှာတရုတ်ပုဂ္ဂလိကလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိကြောင်းရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုခဲ့တယ်လို့မတ်လ26ရက်နေ့မှာသတင်းများပြန့်နှံ့နေပါတယ်။ကြောက်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိနေကြောင်းပြောဆိုချက်ဟုတ်မဟုတ်နဲ့ကြောက်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိမှုရှိမရှိကိုတော့ဒေါက်တာအေးမောင်ကမတ်လ26ရက်နေ့ညနေ ီးနိုင်ခွဲမှာတယ်လီဖုန်းဆက်ပြီးမေးမြန်းခဲ့ပါတယ်။မဟုတ်ဘူးဟုတ်တယ်ဆိုတာကိုကျွန်တော်မပြောနိုင်ဘူးခင်ဗျားတို့သတင်းဌာနတွေကသွားကြည့်ရမှာလေကြောက်ပြူမှာဘယ်လိုအခြေအနေရှိလဲကျွန်တော်လည်းကြောက်ပြူကိုရောက်တာမဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်လို့လုံခြုံရေးကိုဟုတ်လားကုမ္ပဏီဘက်ကဘယ်လိုလုပ်ထားလဲကြောက်ပြူရဲ့လုံခြုံရေး area ကိုအဲ့ဒါကိုကျွန်တော်မသိဘူးလို့ညင်းဆိုခဲ့ပါတယ်။မလ24ရက်နေ့ကသတင်းတောက်တချို့ကိုဒေါက်တာအေးမောင်ကကြောက်ပြူဒေတာမှာပုံကလေးကလုံခြုံရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းများရောက်ရှိနေတယ်လို့အတည်ပြုပြောဆိုခဲ့တယ်လို့သတင်းမီဒီယာချုပ်မှရေးသားလာပါတယ်။အဲ့ဒီပေါ်ဒေါက်တာအေးမောင်ရဲ့တုံ့ပ ုံပြောင်းချက်မှာပင်မသတင်းတက်လာလဲကျွန်တော်နိုင်ငံခြားသတင်းမီဒီယာတွေဖြည့်ထားဘူးနိုင်ငံခြားသတင်းဌာနရဲ့မြည်တိမေးမြန်းမှုကမှမဖြည့်ဘူးရေဒါပေမဲ့သူတို့ကအဲ့ဒီလိုမျိုးရှိနေဆိုရင်မဟုတ်နိုင်ဘူးမဖြစ်နိုင်ဘူးဒါပဲเนาะကျွန်တော်ညစာစာပွဲအတွက်သွားနေလို့ပါလို့ပြောဆိုသွားပါတယ်အရကတက်တော်အင်းနဲ့နီးစပ်သူတချို့ကလည်းကြောက်ပြူမျိုးနဲ့မှလက်နက်ကင်ဆောင်ထားတဲ့တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိနေတာကိုလူမှုကွန်ရက်စာမျက်နှာတွေမှာပြောဆိုထားပါတယ် ကြောက်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိနေတဲ့တဲ့ရင်ကဖေဖော်ဝါရီလကတည်းကတရင်ထွက်ပေါ်ခဲ့တာပါ။ကြောက်ဖြူမှာတရုတ်စစ်သားတွေရောက်နေတာကိုတရင်ကြားထားတာကကြားပါပြီ။ဒါပေမဲ့မဖြစ်နိုင်ဘူးလို့ထင်တာပေါ့လေ။ဟုတ်တယ်ဆိုရင်တော့တက်တော်နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲမှာသူတို့ဘယ်လိုရက်တည်မလဲဆိုတာစောင့်ကြည့်ရမယ်။စစ်ကောင်စီနဲ့တရုတ်စစ်သားကြားဘယ်လိုပအဝင်ပတ်သက်ကြမလဲဆိုတာတက်တော်ဘက်ကလည်းဘယ်လိုပြင်ဆင်ထားမလဲဆိုတာစောင့်ကြည့်ရမှာလို့ရခိုင်စီရင်စောင့်ကြည့်သူတအုပ်ကပြောပါတယ်။တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့ရခိုင်စီရင်မှာနောက်ဆက်ချက်များပြုလုပ်လာပါကအာရကတက်တော်အနေနဲ့လည်းလက်ပ ိုင်ကြီးနေမှာမဟုတ်ကြောင်းကြောက်ပြူဒေသခံတအူကသုံးသပ်ပါတယ်တက်တော်ဘက်ကအတီအလင်းပြောထားတာပဲနော်စစ်ကောင်စီကိုရခိုင်မြေပေါ်ကနေအပြက်ရှင်းထုတ်မယ်စစ်ကောင်စီနဲ့ပေါင်းနေတဲ့သူတွေကိုလည်းအပြက်ရှင်းမယ်အဲ့တော့တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအမှန်တကယ်ကြောက်ပြူမှာရောက်နေပြီးရခိုင်စီရေးကိုနှောက်ရတာလုံလာရင်တော့တက်တော်ဘက်ကလည်းလက်ပိုင်ကြီးနေမှာတော့မဟုတ်ဘူးတင်နေတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ရခိုင်စီရေးမှာဝင်ရောက်နှောက်ရတာတွေမလုပ်ဖို့ပဲမျှော်လင့်ပါတယ်ဒါကိုတက်တော်ဘက်ကလည်းကြိုတင်တွက်ဆကဆွေးနွေးတာမျိုးလည်းရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်တို့ကတော့ဆက်ဆောင်ကြည့်ရမှာပါလို့ လို့ပြောပါတယ်။ကြောက်ပြူမြို့နယ်ရှိစစ်ကောင်စီရဲ့တညဝရီရေတပ်နဲ့ကာကင်းစခန်းတွေကိုအာရခတပ်တော်အင်ကတိုက်ခိုက်နေပြီးတိုက်ပွဲမှာပြင်းထန်နေဆဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်များနဲ့ရေတပ်ကပစ်ခတ်တဲ့လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ကြောက်ပြူမြို့နယ်ကကျင်းရွာ15ရွာထပ်မင်းမှာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ဆက်လက်ပြီးကြောက်ဖြူအထူးစီဝိုင်းအဆောင်ကိုစစ်ကောင်စီအကောင့်ထဲပေါ်ဖို့မဖြစ်နိုင်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကရခိုင်ပြည်ကြောက်ဖြူအထူးစီဝိုင်းအဆောင်ကောင့်ထဲပေါ်ဖို့အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတော်လဲမြေပြင်တိုက်ပွဲအခြေအနေတွေကြောင့်စီမံကိန်းမှာအကောင့်ထဲပေါ်ဖို့မဖြစ်နိုင်လို့သုံးသပ်သူတွေကပြောပါတယ်။စစ်ကောင်စီဘက်ကတရုတ်နဲ့ပူးပေါင်းပြီးကြောက်ဖြူအထူးစီဝိုင်းအဆောင်ကောင့်ထဲပေါ်ရေးကိုအရှိန်မြှင့်ဆောင်ရွက်နေပါတယ်။မလ15ရက်နေ့ကလည်းစစ်ကောင်စီရဲ့မြန်မာအထူးစီဝိုင်းအဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီးကြောက်ဖြူအထူးစီဝိုင်းအဆောင်ကောင့်ထဲပေါ်ရေးကိုဆွေးနွေးခဲ့ကြပါတယ်။ တယ်မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာပဟုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောနဲ့ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်တို့ဦးဆောင်ပြီးကြောက်ဖြူတိလဝါတဝဲအထူးစီးပွားရေးဆောင်မှတာဝန်ရှိသူများနဲ့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ကြောက်ဖြူအထူးစီးပွားရေးဆောင်စီမံကိန်းအောင်မြင်စွာအကောင့်ထည့်ဖော်နိုင်ဖို့မြန်မာအစိုးရအတိမတ်ပြုစုပေါင်းကော်မတီဖြင့်ဖွဲ့စည်းထားတဲ့ကြောက်ဖြူ SEZ Consortium Company Limited နဲ့တရုတ်နိုင်ငံဘက်မှ CITIC Consortium တို့အကြားနီနီကကပူးပေါင်းညီနိုင်ဆောင်ရွက်ရမယ်လို့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဘောလုံငန်းဖွဲ့ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းကြောက်ဖြူထူစီးပွားရေးဆောင်ပြုလုပ်မယ့်စီမံကိန်းအနီးတစ်ဝိုက်နဲ့တရုတ်စီမံကိန်းတွေရှိတဲ့မဒီကျွန်းတစ်ဖက်ကမှအာရခတက်တော် EE နဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိပါတယ်။တိုက်ပွဲတွေမှာပိုပြီးပြင်းထန်လာနိုင်တဲ့အတွက်အာနာသိန်းစစ်ကောင်စီကအကောင့်ထဲပုံမဲ့ကြောက်ဖြူထူစီးပွားရေးဆောင်မှာဖြစ်လာနိုင်စေ ရာအကြောင်းမရှိလို့ရခိုင်နိုင်ငံ၏အကျဉ်းသားဟောင်းတအူးကပြောပါတယ်။ ီမံကိန်းကအကောင့်ထည့်ဖော်ဖို့မဖြစ်နိုင်ဘူးဒီလောက်စစ်ဖြစ်နေတဲ့နေရာကြီးမှာကြောက်ဖြူထူစီဝိုင်းစုံကိုအကောင့်ထည့်ဖော်ဖို့ဆိုတာတရုတ်နေနဲ့မဖြစ်နိုင်ဘူးဒါပေမဲ့စစ်ကောင်စီကနေပြီးတော့တရုတ်ကိုသွားပြီးတော့မလုံပြီးနေတဲ့တူပါတယ်ပြောရရင်တရုတ်ဘက်ကနေပြီးတော့အာရကတက်တော်ဘက်ကိုပါသွားမှာဆိုတဲ့အတွက်စစ်ကောင်စီကပုံစံတစ်မျိုးနဲ့တရုတ်ကိုချင်းကတ်တာပေါ့ဒါကိုခင်ဗျားတို့လောက်တာကျွန်တော်တို့ကဒါကိုကာကွယ်ပေးပါမယ်ဆိုပြီးစစ်ကောင်စီကတန်တမန်ကြီးကတရုတ်ကိုမလုံပြီးတာဒါပေမဲ့အကောင့်ထည့်ဖော်ဖို့ကြောင့်ဘလို့မှမဖြစ်နိုင်ဘူးလို့ပြောပါတယ်ကြောက်ဖြူကနေတရုတ်ကိုတွေ့တန်းထားတဲ့ရွှေ ကပ်ပိုင်လမ်းမှာအရခတက်တော်၏ထိန်းချုပ်ထားတဲ့ဒေသမှာရှိနေသလိုစစ်ကောင်စီထိန်းချုပ်ဒေသတွေမှာလည်းပိုင်လမ်းတချို့တဝက်ရှိနေပါသေးတယ်။တရုတ်အနေနဲ့စစ်ကောင်စီဘက်ကလည်းပါမမဟုတ်သလိုအရခတက်တော်ဘက်ကလည်းပါမမဟုတ်ပဲစောင့်ကြည့်နေတဲ့အစင်မှာတရုတ်ရှိနေကြောင်းဥဝင်ဟင်အောင်ကဆိုပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ထွေထွေအတွင်းရင်မှုဦးမျိုးကျော်ကစစ်ကောင်စီကအာဏာသိမ်းပြီးနောက်2008အောက်မှာပဲစီမံကိန်းတွေကောက်ထည့်ဖို့မယ်လို့သူတို့ပြောတာပဲလေဒါပေမဲ့ဘာမှအကောင့်ထည့်ဖို့လာတာမတွေ့ရဘူးစစ်ကောင်စီကသူကိုယ်တိုင်ကအသက်ငင်းတဲ့အနေအထားမှာရခိုင်မှာဆိုရင်စစ်ကောင်စီရဲ့အာဏာဆက်ဟာဘာမှမရှိတော့ဘူးသူတို့အုပ်ချုပ်လို့မရတော့ဘူးကြောက်ဖြူသူစီဝိုင်းစုံကိုဖော်ဆောင်ဖို့ဆိုတဲ့ဟာမျိုးကစစ်ကောင်စီကမျိုးပေါ် gas pipeline နဲ့ရေနဲ့စင်ကိုင်းလောက်ပဲစုံမထားတဲ့အနေအထားလောက်ပါပဲတခြားနေရာတွေမှာလမ်းတောင်မှာခြေချနိုင်တဲ့အနေအထားမဟုတ်ဘူး ဘလူနီနဲ့မှဒီစီမံကိန်းကအထမြောက်မှာမဟုတ်ဘူးလို့ပြောပါရယ်။အာနာသိန်းစစ်ကောင်စီကအရခတ်တက်တော်အင်အထံဆစ်ရှုံးနေပြီးစစ်တွေကြပြူနေမှအောင်လို့ကိုလည်းလက်လွတ်ဆုံရှုံရမှာဖြစ်တဲ့အတွက်ငားမရရင်တွင်းဖြတ်ပုံစံမျိုးနဲ့စစ်ကောင်စီကကြပြူကစီမံကိန်းတွေကိုဖျက်ဆီးပြစ်မှာကိုစိုးရင်ကြောင်းဦးမျိုးကျော်ကပြောပါရယ်။အရခတ်တက်တော်ကရခိုင်ပြည်နယ်အတွင်းမြစ်တည်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆိုးကြိုးစိုးလျက်ရှိပြီးနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအလုံးကိုအကာအကွယ်ပေးသွားမယ်လို့2024ခုနှစ်ကထုတ်ပြန်ချက်ကပြောဆိုထားပါရယ်။ ဆက်လက်ပြီးနောင်ချိုကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီတပ်ကဝိုင်းဘတ်ပိတ်ဆို့ထိုးစစ်ဆင်လာပြီးတောင်ခမ်းရွာအနီးရှိတိမ်ပင်လယ်ပါဝင်တောင်ခမ်းအနီးနေရာချို့ကိုပြန်လည်တင်ယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်မျိုးသားလူမျိုးရေးတပ်မတော် TNL တင်ယူထားတဲ့ရှမ်းမြောင် နောင်ချိုရှိစကန်းကုန်းနေရာတွေကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်လာပြီးပိတ်ဆို့ထားကြောင်းသိရပါတယ်။နောင်ချိုမြို့နယ်တောင်ခမ်းရွာအနီးရှိမကြီးရေတိမ်ပင်လယ်ပါဝင်တောင်ခမ်းအနီးရှိအမြောက်တပ်နှစ်ခုကိုပါ TNL ကလက်လွတ်လိုက်ရပြီးစစ်ကောင်စီကထိန်းချုပ်ထားကြောင်းသိရပါတယ်။နောင်ချိုပြည်သားစု လမ်းမကြီးတခြားစစ်တပ်ကခြိတက်လာပြီးတော့လက်နက်ကြီးဒရုန်းတွေနဲ့ပြစ်လို့လမ်းပြီးမှရှိတဲ့အိမ်တွေအကုန်ပြကြကုန်တယ်သူတို့စစ်တပ်ဝင်လာရင်အကုန်ဖျက်ဆီးခံရမှာမို့ဒေသခံတွေလည်းပြေးဖို့ပြင်နေကြပြီလို့စင်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ် စစ်ကောင်စီကအမြောက်တပ်နှစ်ခုကိုပြန်လည်တင်ယူပြီးရဲ့နောက်နောင်ကျိုမြို့နယ်တကူလုံးကိုထိန်းချုပ်နိုင်ဖို့အတွက်လက်နက်ကြီးလီကြောင်းပစ်ကူနဲ့ဒရုန်းတွေပါအသုံးပြုပြီးမြေပြင်ထိုးစစ်ကိုအရှိန်မြင့်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ရှမ်းမြောက်မှာတာမကရှမ်းတောင်ရက်ဆောက်ကြောက်ကူဘက်ကနေပြီးအင်အားရာချီတုံးပြီးနောင်ကျိုမြို့ကိုပြန်ရဖို့အတွက်စစ်ကောင်စီကထိုးစစ်အရှိန်မြင့်လာခြင်းဖြစ်ကြောင်းစစ်ရေးတရင်အရင်မြစ်တွေစီရသိရပါတယ်။စစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်နောင်ကျိုတောင်ခန်းအုံမတိကျင်းရွာဘက်မှာနှီးစင်တိုက်ပွဲဖြစ်ပေါ်နေကလက်နက်ကြီးကောင်ဖြစ်တဲ့တိမ်မင်းလက်ဘက်ကနေပြီးလက်နက်ကြီး နဲ့ပြစ်ကူပြီးနေကြောင်းသိရပါတယ်။မလ25ရက်နေ့ကတောင်ခမ်းဒေသရှိနောင်လိုင်းမဲပုံနဲ့နောင်ချုံလေးချင်းရွာတွေကိုစစ်ကောင်စီကထပ်မံထိန်းချုပ်လိုက်ကြောင်းစစ်ရေးတရင်အရင်မြစ်တွေကဆိုပါတယ်တိုက်ပွဲတွေကြောင့်နောင်ချုံမြို့နယ်အတွင်းရှိအုံမတိလန်ကွဲဆိုင်ကောင်ရှင်မောင်တန်ကံကော နာခွန်ရွာဒီမှာဒေသခံ2000နီးပါးစစ်ပီးထောင်ထွက်ပြေးနေရကြောင်းသိရပါတယ်။စစ်ကောင်စီကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးနောက်ကျုံမြို့ကိုတင်ပိုက်ဖို့ရည်ရွယ်ချက်နဲ့မြို့ကိုဝိုင်းပတ်ပိတ်ဆို့ထားတဲ့အတွက်လက်နက်ကြီးရန်နဲ့လေကြောင်းရန်တို့ကိုဒေသခံတွေကအထူးစိုးရိမ်နေကြကြောင်းသိရပါတယ်။စစ်ကောင်စီကပြန်လည်တင်ပိုက်ထားတဲ့လက်ရှိစည်းအခြေအနေနဲ့ပတ်သက်ပြီး DNL ကထုတ်ပြန်ထားတာမရှိပါဘူး။ဆက်လက်ပြီးကဏီမြို့ပေါ်ရှိစစ်တပ်တွေဆဲထားတဲ့နေရာတွေကို Rocket Drone တို့နဲ့တိုက်ခိုက်မှုစစ်တပ်ဘက်မှတအုပ်တည်ဆောင်ပြီးပုံမှုနေအင်းရဲစခန်းဝန်တန်းအင်အားထွေအုပ်ယုံနဲ့ Okay. စည်ရင်စည်ယုံတို့ပြက်စီးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။သဂိုင်းတိုင်းကဏီမြို့ပေါ်ရှိအကြံဘတ်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုရော့ကတ်ဒရုန်းတို့နဲ့တိုက်ခိုက်ရာစစ်တပ်ဘက်မှတအုပ်တင်ဆောင်ပြီးပုံမှုနေအိမ်ရှဲစခန်းဝန်တန်းအင်အားထွေအုပ်ယုံနဲ့စည်ရင်စည်ယုံတို့ပြက်စီးခဲ့ကြောင်း KLG PDF မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မလ23ရက်နေ့နေ့လယ်12နာရီကမှကရင်နီမြို့မှာရှိရင်အကြံဘတ်စစ်ကောင်စီတပ်သားတွေကနက်ကြီးကြီးရွာရေစိတ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုကြောင့်ပြူဟာ 45KLG PDF drone ဖွဲ့ကကဏီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို drone နစီးနဲ့ပုံသီးခုနှစ်လုံးကျင်းချတိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်သား၃ဘုံးစားထိမှန်ပြီးပြင်းထန်ထဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ မလ24ရက်နေ့နေ့လယ်12နာရီခန့်မှာကဏီမြို့ပေါ်မှာအကြံပတ်စစ်ကောင်စီတပ်သားတွေကကဏီမြို့နယ်ရှိချင်းရွာတွေကိုဒရုန်းနဲ့ပတ်ဝဲကင်းထမှုတွေလုံဆောင်သွားပြီးရင်နောက်ဘျူဟာ45 KLG PDF ဒရုန်းဖွဲ့က Face Rain ဒရုန်းနဲ့စီးနဲ့ကဏီမြို့ပေါ်ကို ပုံတိလေးလုံးတင်းချတိုက်ခိုက်ရာစစ်ကောင်စီတပ်သားတအုပ်တိုက်ဆုံခဲ့ကြောင်းသိရပါတယ်။မလ25ရက်နေ့နေ့လယ်12နာရီခန့်မှာကဏီမြို့ပေါ်မှာအကြံပတ်စစ်ကောင်စီတပ်သားတွေကကဏီမြို့နယ်အရှိတောင်ကျန်းရှိချင်းရွာတွေကို UAVs ဒရုန်းနဲ့ ပန်ဝဲကင်းထောက်မှုတွေထပ်မံလုံဆောင်ခဲ့ကြောင်းသိရပါဗျ။အဲ့လိုလုံဆောင်သွားပြီးရင်နောက် Viewer 45 KLG PDF drone နဲ့အတူချင်းတွင် Rocket Brother CRB ချုံမိုင်မိုင်ကဏီနဲ့ဖွဲ့နေမြေကပကဖရီပူပေါင်းပြီးကဏီမျိုးပေါ်ကို Finstring drone နဲ့စီးပုံတီလေးလုံး Rocket 9လုံးနဲ့တွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုတွင်ပူမှုနဲ့အင်ရဲစကန်ဝင်းအင်ယာထွေအုပ်ယုံနဲ့စင်ရင်စင်ယုံတို့ပြက်စီးထိခိုက်ခဲ့ပြီးရဲမေနောက်အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဲလိုတိုက်ခိုက်ပြီးအကြံပတ်စတဲ့ရင်ကဏီမျိုးဆောင်တက်လဲမျိုးမြောက်ဖက်ချန်ကိုလက်နက်ကြီးတွေနဲ့ရှမ်းတန်းပြက်ခတ်ပြီးကဏီမျိုးပေါ်ရက်ကွက်နှင်းရှိပြည်သူပိုင်းနေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ကဏီမျိုးကစားကားစားတွေကိုအတိပေးချင်တာတော့သူတို့ဘက်ကဒရုန်းတစ်စီးလွှင့်ရင်ကျွန်တော်တို့ဘက်ကအခုလိုမျိုးဒရုန်းတွေရော့ကတ်တွေပြန်လွှတ်မယ်ဆိုတာအတိပေးချင်ပါတယ်လို့ KNGPDM မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်။ဒါအပြင်မလ26ရက်နေ့မှာနာမခါစစ်စင်းရုံကိုထိခိုက်ဒဏ်ရာရရှိထားတဲ့ရဲများပို့ဆောင်ဖို့ရဟအင်အကူခေါ်တော့လဲလက်ရှိအချိန်ထိနာမခါတိုင်းစစ်ဦးစီးချုပ် ုံဗိုလ်မှူးချုပ်ကျော်ဆောင်ဝင်းကလွှတ်ပေးခြင်းမရှိဘူးလို့သတင်းမှဖော်ပြပါရှိပါရရှင်။